အားလုံးမင်္ဂလာပါကျွန်တော်ကတော့ဆရာလေးဟိတာပဲဖြစ်ပါတယ်ဗုဒ္ဓဟူသာသမီများအတွက်ဂျွန်လတလစာဟောစနနေ့လေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗုဒ္ဓဟူသာသမီများနဲ့ယာဟူသာသမီများမှာပါပါတယ်နော်ဒီဟောစနနေ့မှာပေါ့နော်အဲ့တော့ဒီလမှာပေါ့နော်ယံပြိပခဖြစ်ရတာမျိုးအငင်းကုန်ဖြစ်ရတာမျိုးအမြောင်များကြုံတွေ့ရပါတယ် ပြောမယ်ဆိုရင်တော့လူတွေနဲ့အများကြီးပတ်သက်လာပြီဆိုတာနဲ့ပြဿနာတွေကြုံရတာမျိုးအဲ့လူတွေကြောင့်စိတ်ရှော့ရတာမျိုးစိတ်နစ်ရတာမျိုးလည်းလုံးဝလုံးဝကြုံရဖို့ရှိပါတယ်။နောက်ဒီကာလမှာပေါ့နော်မိမိကိုစိတ်ကောက်တဲ့သူတွေမိမိကိုစိတ်ဆိုးတဲ့သူတွေအရင်များတတ်တယ်။ပြောချင်တာမိမိရဲ့ချစ်သူရည်စားတွေမှာမကဘဲမိမိတန်ငယ်ချင်းတွေရကောမိမိရဲ့မိသားစုတွေထဲရကောမိမိရဲ့လုပ်ငန်းတွေထဲရကောအကုန်လုံးနဲ့အဲ့လိုစိတ်ကောက်တာမျိုးမိမိကိုအဲ့လိုဒီစိတ်ညစ်အောင်စိတ်ပင်ပန်းလုပ်တာမျိုးပေါ့ဒီကဒီကာလမှာ ြုံတွေ့ရဖို့ရှိပါတယ်။နောက်ပြီးတော့မိမိကအသက်ဝယ်ယူလိုက်တဲ့ဆက်ပီစီတွေလျှက်စစ်ပီစီတွေနဲ့ဟာတွေနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ရတာမျိုးထက်ခါတက်ခါလဲရတာမျိုးပြက်တာမျိုးဖြစ်တတ်တယ်အဲ့တော့ဒီကာလမှာဆက်ပီစီနဲ့ပတ်သက်ပြီးတော့စိတ်အနှောက်အယှက်ဖြစ်ဖို့ရှိတဲ့ကြောင့်မလို့ဒီကာလမှာအစ်စ်ဝယ်မယ်ဆိုရင်တော့လုံးဝလုံးဝဝယ်ပန်းပြုံးတော့နေနဲ့ပြောချင်တယ်ဝယ်မယ်ဆိုရင်တော့အဲ့လိုပြက်နာလေးတွေပါလာပါလိမ့်မယ်နောက်ပြီးတော့စကားရှုပ်တဲ့သူတွေကြောင့်မလို့မိမိမှာမကြာခဏဆိုလို့ဒီလမှာ တစ်ချိန်မကနှစ်ချိန်မကသုံးချိန်မကရှင်းရတတ်တယ်လင်းရတတ်တယ်အပြည့်မိမိကမမျော်လင့်တဲ့နေရာကနေပြီးတော့မှဘေးရဘလို့မမ်းသိတဲ့ပတ်စံတွေဘေးရဘလို့မမ်းသိတဲ့မွေမွေတွေဝင်လာတတ်တာကိုကျွန်တော်တို့နေတွေ့ရပါတယ်။နောက်ပြီးတော့ကိုပိုင်လုပ်ငန်းလုပ်နေသူတွေဖို့လို့ဒီကာလမှာငွေကြေးမြုပ်နှံမွေရနေပြီးတော့မှအကျိုးမြတ်ကောင်းတွေရရှိလာလိမ့်မယ်။နောက်ပြီးတော့အခိုက်ခဲအခက်ခဲအတိုက်ခံတွေကိုကျော်လာပြီးတော့အောင်မြင်မှုအစစ်အစစ်တွေရရှိတတ်ပါတယ်။နောက်ပြီးတော့ဒီကာလမှာပြောရမယ်ဆိုရင်တော့ဟိုကံက ကံကောင်းခြင်းကံဆုံးခြင်းဟာချိန်ဝင်တစ်ခုလိုပဲတည်နေရမျိုးတွေ့ရတယ်အဲ့တော့ကံကောင်းမှုဆိုတာ ਨੇ အချိန်မှာလောက်ချာရှိအောင်ပြပြသားလို့ကံဆိုးမှုဆိုတာ ਨੇ အဲ့ရပိုင်းတွေကလုံးဝလုံးဝကံဆိုးရဆိုတဲ့အမွေတက်တွေရှိတတယ်အဲ့တော့ဒီလမှာကံကောင်းမှုဆိုလဲ၄ရက်၅ရက်ကံကောင်းတယ်ကံဆိုးမှုဆိုလဲ၄ရက်၅ရက်ကံဆိုးအဲ့ကြောင့်မလို့ကိုကိုကိုကံကောင်းတဲ့ရက်လို့သတ်မှတ်ပြီးမြင်လိုက်ပြီဆိုတာ ਨੇ အဲ့ရမှာအားတိုက်အားဆိုင်ပြီးလောက်ချာရှိအောင်လုပ်ပါအဲဒီရပိုင်းမှာကိုကကံဆိုးနေရလို့ခံစားပြီဆိုတာ ਨੇ အဲ့ရပိုင်းတွေမှာတက်လိုက်လာပါတော့အရေးကြီးရဲ့ကိစ္စရက်တွေကိုလုံးဝလုံးဝမလုပ်မင်းနဲ့ ြီး short ဆရာရှိရလေး short လိုက်တာမျိုးကျွန်တော်လည်းပြောချင်တယ်။နောက်ဟိုအရေးကြီးရယ်ဆိုပြီးတော့မှကြိုတင်ကြိုတင်ပြီးတော့ပြင်ဆင်ထားတဲ့အရာရက်တွေကဒီကာလမှာအလွယ်လွယ်အချို့ချော်တွေဖြစ်တတ်တယ်။နောက်ကိုကအရေးကြီးရယ်လို့မှန်းထားရယ်ဆိုမြတ်လူမလွဲပဲနဲ့မိမိစိတ်နဲ့ပဲမိမိကိုယ်တိုင်လုပ်ပါလူလွှဲပြီးလုပ်တဲ့ဟရာမျိုးဆိုမိမိကအနှောက်အယှက်တွေဖြစ်တာမျိုးဖြစ်တတ်ပါတယ်။ဒီကာလမှာငွေပြောက်တာမျိုးနောက်ဟိုငွေခိုးခံရတာမျိုးအလင်ခံရတာမျိုး ဲ့ဒါမျိုးတွေဖြစ်တတ်တယ်ပတ်စံမွေးကြီးကံကောင်းနေပြီးအဲ့လိုမျိုးပေါ့နော်မွေးကြီးကြောင့်မလို့လိန်ခမ်းလာမျိုးအဲ့လိုမျိုးအဲ့ဒါမျိုးတွေဖြစ်တတ်တယ်စိတ်ဒုက္ခတွေရောက်တတ်တယ်ပေါ့နော်နောက်မမျောလင့်တဲ့ရဝေးရနေပြီးတော့မှသတင်းကောင်းတွေကြားရတတ်ပါတယ်အဲ့ဒါလေးကြီးအဆင်ပြေတတ်ပါတယ်ပေါ့နော်နောက်မိမိရှေ့မှာတစ်မျိုးမိမိနောက်ကမှာတစ်မျိုးလူညနေဖုံးတွေအမျိုးမျိုးတတ်ထားတဲ့လူမျိုးတွေကိုဒီလမှာအမြောက်များတွေ့ရတတ်တယ်အဲ့လူတွေကြောင့်မလို့မိမိကအဲ့လိုမိမိရဲ့အရေးကြီးရဲ့ကိစ္စရက်တွေကိုဆုံးရှုံးလို့နေပါ ဖြစ်တတ်ပါတယ် အကြောင်းဒီကာလမှာလူတွေနဲ့ဆက်ဆံရမယ်ဆိုရင်တော့တိုင်းလောက်သတိထားဖို့ကျွန်တော်အနေနဲ့အကြံပြုလို့လည်းပြောလိုပါတယ်။နောက်ဒီကာလမှာပေါ့နော်ဒီမိမိကဟိုလုပ်ငန်းအသစ်တွေကိုလုပ်ဖို့မိမိကမိမိရဲ့ရှိနေတဲ့အရာတခုခုရောင်းချရမယ်။ဥပမာမြေတွေအခြံတွေမြေတွေရောင်းချပြီးလုပ်ရမယ်ဆိုရင်လုံးဝလုံးဝမလုပ်ပါနဲ့။မိပုံမှန်မူမြေလေးတခုလုပ်နဲ့ ချင့်ကြင်ပြီးလုပ်မယ်ဆိုရပါတယ်သူတပားရှိရနေပြီးချီးငားတာမျိုးလုပ်ပြီးတော့လုပ်မယ်ဆိုလည်းအဆင်ပြေတယ်ဒါပေမဲ့မိမရှိရတာတွေကိုရောင်းချမျိုးလုံးဝလုံးဝမလုပ်ပါနဲ့နော်ဒီကာလမှာထီနေပါရင်မထိုးတဲ့မအောင်ရောင်းရမ်းပြီးထီနေပါရင်ပေါက်သွားတဲ့အခါကျရင်ပြပြကျမ်းမာရေးတွေအလွန်မင်းညံ့သွားတာမျိုးဖြစ်တတ်ပါတယ်နော်မသွားကျင်တဲ့ခီးစိတ်ငစ်စရာခီးတွေသွားတတ်တယ်အဲ့လိုမျိုးသွားပြီးဆိုတော့အေးအေးဆေးသာသွားပါစိတ်စိတ်သိပ်ရှုပ်နေတယ်ကျွန်တော်အနေနဲ့ပြောချင်တယ်ပေါ့နော် နောက်ပြန်ခါတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အဓိကပါလဲဆိုတော့မမျော်လင့်ဘဲနဲ့အဲ့လိုခွဲစိတ်ခံရတဲ့ဝင်ရတဲ့အဖြစ်အပျက်မျိုးကြုံရတတ်တယ်။နောက်ပြီးတော့ခေါင်းကြိုက်တာမျိုးဝမ်းလျှော့တာမျိုးနောက်ပြီးတော့အစာမားတာဖြစ်တတ်ပါတယ်။အဲ့ဒါကြောင့်ဝင်တတ်နိုင်တဲ့လောက်လေးတတိထားပေးပါလို့ပြောချင်ပါတယ်။ဟိုနောက်ချက်ကြတော့ပါလဲဆိုတော့ အခြေအရေတွေအိမ်တော်ကြီးနဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်တော့ဒီ prefect ကဖိရတာမိမိချစ်တဲ့ချစ်တဲ့သူတွေနဲ့ prefect ကဖိရတာမျိုးဂျားလူတွေဝင်ရောက်ပတ်သက်တာမျိုးဂျားလူတွေဂျားလူမိမိရဲ့စိတ်အနှောင့်အယှက်တွေဖိရတာမျိုးဒါမျိုးတွေကြုံရတတ်ပါတယ်အိမ်တော်ကြီးရဲ့အိမ်တော်ကြီးကိစ္စကကြတော့လေအထုံနေတူစားပဲကြားလူတွေဝင်လာမျိုးကြားလို့ဆိုတဲ့နေရာမှာမိသားစုတွေဝင်လာမျိုးမိသားစုတွေကဝင်အောင်ပတ်သက်ပြီးမိမိရဲ့အိမ်တော်ရေးတွေကိုဝင်ပတ်သက်တာမျိုးမိမိမှာပြဿနာမျိုးတွေဖြစ်ရတာမျိုးပေါ့အဲ့ဒါမျိုးတွေကြောတတ်တယ်အဲ့တော့ပြဿနာနေကျင်တယ်ဆိုတော့မိမိရဲ့အခြေအနေမှာအိမ်တော်ရေးမှာပြည်ကြားလူကမခံပါနဲ့ မကျင့်သူကမှဂျားအဝင်ပြီခံမှာလဲဂျားဝင်ပြီတယောက်ကဂျားဝင်ပြီဆိုတာနဲ့ကိုမိမိကအနောက်ချက်စဖြစ်ပြီလို့သာတတ်မှတ်လိုက်ပြီတော့ဗောနော်အဲ့ဒါလည်းပတ်သက်ပြီးပြောချင်တယ်နောက်ကကြာပါလဲဆိုတော့ဒီကာလမှာဗောနော်တတိုင်းလောက်အချိန်လုံးကလုံးဝမဆွဲပါနဲ့လောက်ရရှိအောင်မြန်မြန်စံစံလုပ်ပါပြက်နာရီရှင်းရမယ်ဆိုလဲချက်ချင်းရှင်းပါအာနောက်နေ့ဟိုရွှေ့ဒီရှိရွှေ့လို့လောကမလုပ်ပါနဲ့သူတို့ပြောချင်ပါတယ်နော်ဒီလမှာပေါ့နော်ကျွန်တော်နှစ်ပတ်သက်ပြီးတော့ဒီလမှာဟိုမမိအခက်ခဲတွေကိုကိုကံကောင်းစေတဲ့ရည်ရည်လေးပေါ့နော်ပြောရမယ်ဆိုရင်တော့ဒီမမိမှာရှိနေတဲ့ဒီ မိမရှိနေတဲ့ဒီအိမ်ကြီးအဟောင်းတွေကိုပန့်တကူပေးတာမျိုးပန့်တကူလောက်တာမျိုးလုပ်ပေးပါနောက်ပြီးတော့အခါကျတော့ရွှေတင်ငန်းကတ်လူပေးပါနော်ရွှေတင်ငန်းကိုတလားတလားကို2ကြိမ်3ကြိမ်4ကြိမ်5ကြိမ်မကပေါ့ကတ်လူပေးပါဆူတောင်းပေးပါကျွန်တော်နေနဲ့ပြောချင်တယ်နောက်ပြီးတော့မိမိရဲ့ဒီလမ်းဆောင်လမ်းကွာတွေဈေးတွေမှာရေတံမှုတွေရေတံမှုတွေလူပေးပါကျွန်တော်နေနဲ့ပြောချင်ပါတယ်အားလုံးဒီလမှာအစင်မီချွေးပါစေရလက်ကောင်းနေရရှိကြပါစေအားလုံးပဲစိတ်ဆန္ဒကြီးကိုကြံပါခြင်းနဲ့ပြည့်စုံကြပါစေကျွန်တော်နေနဲ့ပြောချင်ပါတယ်ခင်ဗျာ